စေနိုင်တဲ့တဘာဝနီလာကောင်းတစ်ခုရှိတယ်ဆိုလို့ရှိရင်မက်ဆေ့ရောက်မလားတလိုမီယာဆိုတာကတော့မိတ်ဆွေရဲ့အသက်ရှင်စေနိုင်တဲ့တော့ချက်တစ်ခုဖြစ်ပါတယ်အဲ့ဆိုတော့မိတ်ဆွေရဲ့ဆဲတွေကနေတိုင်းခွဲခွဲနေတယ်ဒါပေမဲ့ခွဲခွဲတိုင်းခွဲခွဲတိုင်းအသက်ကတိုးသွားတယ်ဒါဆိုလို့ရှိရင်အဲ့ဒီအသက်မတိုးအောင်အန်တုတ် တဲ့အရာတစ်ခုကရှိနေပါတယ်။အဲ့ဒါကတလုံးမီယာပဲဖြစ်ပါတယ်။ဒါဆိုရင်တလုံးမီယာဆိုတာဗာလေခရိုမိုဆိုမ်တွေရဲ့အထက်မှာရှိတဲ့ DNA အချောင်းတူတူလေးတွေကိုဆိုလိုပါတယ်။တလုံးမီယာဆိုတာကခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ခရိုမိုဆိုမ် G unit တွေဖြစ်ပါတယ်။အဲ့တော့အဲ့ဒီ G unit တွေရဲ့တစ်ဖက်သက်ထဲမှာတည်ရှိနေတဲ့ ဒီ NA အကြောင်းအရာများလည်းဖြစ်ပါတယ်။ဒါဆိုတလုံးမရရင်အကြောင်းကိုတိတိကျကျပြောရမယ်ဆိုလို့ရှိရင်အလုံးတိုတဲ့ပုံနော်။ဒီ NA လိုင်းတလိုင်းလို့လည်းပြောချင်ပါတယ်။ PDA GGG ဆိုတဲ့အဲ့ဒီ unit တွေဖြစ်စဉ်တွေကတော့ထပ်တလဲလဲတည်ရှိနေပါတယ်။ဒါဆိုရင်ဆဲတွေများများဖက်ခတ်သွားတဲ့အခါမှာတလုံးမရတွေကတိုသွားစေတယ်။ เมียตูตั้วเลยสุรุดาเนอเมียแซ่เบียปูมิ้นจินเอจินสุรุဖြစ်ပေါ်လာတယ်သို့မဟုတ် death cell ဆိုပြီးတော့အဲ့ဒီ state ကိုရောက်ရှိသွားပါတယ်ဒါကြောင့်အလားအရေးကြီးပါတယ်ဘာလို့အရေးကြီးတယ်လဲဆိုလို့ရှိရင်ဒီလိုเมียတူတာနဲ့ပူလာတယ်ဆိုလို့ရှိရင်ဒီလိုเมียရှေလာအောင်များလာအောင်ပူလာအောင် ိုလာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအသက်ကရှည်သွားပြီးနုပြိုလာတယ်လို့အဲမှတ်ရလို့ရပါတယ်။ဒါဆိုတလိုမီယာတွေဆိုတဲ့အင်ဇိုင်းကပြန်တည်ဆောက်နိုင်ကြလား။ဟုတ်ကဲ့ပါ။တည်ဆောက်နိုင်ပါတယ်။ဒါပေါ်တင်စာဆဲလို့အတုံးချပြီးတော့ဒါမတည်အောင်ပြုတ်လို့ထားတာပေါ့။ဒါပေမဲ့တင်စာရှိရင်တော့အဆင်ဖြစ်တဲ့ antioxidant ေးတွေကိုမတောက်သုံးသင့်ပါ Yes တောက်သုံးနေရဆိုလို့ရှိရင်တော့ပင်စာဆက်ကမပြောက်တော့ပါဘူးလို့ပြောချင်ပါတယ်ဒါဆို strength နဲ့ telomere ရဲ့စက်မြင်ချက်တွေကိုကျွန်တော်ဆက်ပြီးရှင်းပြပါမယ်ဒီ chronic strength လို့ခေါ်တဲ့ chronic ဆိုတာအကြာကြီးပေါ့နော်အဖြစ်ဆိုတာခုလက်နေတော့ chronic ဆိုတာအကြာကြီးဖြစ်နေတဲ့ stress စက်ပြည့်စည်မှုအဲ့ဒါက telomere တွေကို တုံစီပါတယ်တဲ့ဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တော့အာဟာရကောင်းကောင်း healthy food တွေကိုစားရမှာဖြစ်ပါတယ် the plant based food ပေါ့နော်ဒီအပင်တွေကိုအရွက်တွေကိုအခြေခံထားတဲ့အစာစားတွေစားသုံးပါ antioxidant ပါတဲ့အစာတွေကိုစားသုံးရမှာဖြစ်ပါတယ်စိတ်ပြည့်စုံမှုကိုလျှော့ချပါတရားခံခြင်း mindfulness လို့ရှင်းအားဖြင့်လည်း ကျွန်တော်တို့ safety အဲ့ဒီ telomere set တွေကို꽈အောင်လုပ်လို့ရပါတယ်။နောက်တင်းဘောက exception ဆက်လက်ကိုတက်နိုင်ဆုံး short down ဖြစ်ပါတယ်။ဆက်လက်မတောက်ရင်ကိုကောင်းပါတယ်။ပြီးတော့အားကစားလုပ်ရမယ်။ဘလို့အားကစားမျိုးကိုလုပ်ရမယ်ဆိုရင်တော့ကျွန်တော်တို့ mock trial လောက်ရှိတဲ့အားကစားမျိုးကိုလုပ်ရမှာဖြစ်တယ်။ကျွန်တော်တို့နည်းနည်းလေးတော့အလက်အလက်ပြင်းပြင်းထန်ထန်လောက်အောင်ဖြစ်တယ်။ဒါဆိုရင် လိုမီယာရဲ့ထူးခြားချက်တွေကတော့เนาะဒါလည်းဆိုလို့ရှိရင်ပြန်တည်ဆောက်နိုင်တဲ့ design တစ်ခုဖြစ်တယ်။ဒါအရင်ထူးဆန်းနေပေါ့เนาะပြီးတော့ပုံမှန်ဆက်တွေမှာရမ်းရမ်းစားစားမတွေ့ရပေမဲ့နောက်တစ်ခုဘယ်မှာတွေ့ရလဲဆိုလို့ရှိရင် stem cell တွေမှာအဲ့ဒီကီလိုမီယာတွေအများကြီးတွေ့ရပါတယ်။ stem cell ဆိုတာအရင်မျိုးစကြားလို့မှာပါ။နောက်တစ်ခုအရင်အအောင်ကိုထူးခြားနေကြတာ တင်စာဆဲတွေမှာလည်းအဲ့လိုကီလိုမီယာဆဲတွေအသက်ရှင်နေနိုင်တဲ့ဆဲတွေကအများကြီးရှိတယ်တဲ့ဒါဆိုရင်အဲ့ဒီကီလိုမီယာဆဲတွေတင်စာထဲမှာရှိနေတာကောင်းလားမကောင်းလားဆိုတာကိုဒီလိုစဉ်းစားကြည့်တာဘယ်လိုလဲဆိုလို့ရှိရင်ကီလိုမီယာကအဲ့ဒီတင်စာဆဲတွေမှာရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီတင်စာဆဲကတော့မှမတည်တော့ဘူး တင်စာဆဲကိုဘလောက်ပဲတင်စာ treatment တွေလုပ်လို့အဲအသက်ရှင်စေဖို့တရုံဝင်နေလန်းဖြစ်သွားတယ်တဲ့တင်စာအတွက်ရောဂါအတွက်တော့เนาะဒီဆောင်လို့တင်စာတဲမှာဒီလိုမျိုးဆဲရှိတာတော့မကောင်းပါဘူး။ဒါဆိုတော့ဒီလိုမျိုးနဲ့စိတ်ပညာဘလို့ဆက်ဆက်နေတယ်လဲလို့မိတ်ဆွေဝေးကောင်းမင်းပါမလွဲ့မတည်စိတ်ပြင်းစင်းမှုများလာတဲ့အခါမှာဒီလိုမျိုးလို့ခေါ်တဲ့အဲ့ဒီဆဲတွေက တူသွားတယ်နော်တူသွားအသက်တူသွားပါတယ်ဒါကြောင့်မလို့စိတ်အင်းအေးထားခြင်းအဖြစ် biological level မှာလည်းအသက်ရှည်စေးနိုင်ပါတယ်လို့ပြောချင်ပါတယ်စိတ်တကြသဘောပေါက်အောင်ပြောချင်တာကတော့ telomere ဆဲပေါ့နော်အဲ့ဒီဟာကအသက်တာကပုတ်အသက်တာရဲ့အရာဆိုရင်တို့လည်းပြောလို့ရပါတယ်ဒါဆိုရင်တူလာခြင်းကပုံမင်းလာတယ်ဟုတ်ကရည်ရောပါတယ်နောက်ဆုံး တည်ရှိနေတယ်၊များလာတယ်ဆိုလို့ရှိရင်တော့အသက်ရှည်လာတယ်၊လှပ်ပတ်မှုပြုလာတယ်လို့တော့ပေါက်လို့ရပါတယ်။အဲဆိုတော့မိတ်ဆွေရဲ့စိတ်ထဲမှာအသက်ရှည်ဖို့အတွက်ပေါ့နော်။အာတောက်ရှာမှုတွေစတင်နေပါပြီလို့ကျွန်တော်ကမှတ်ယူပါမယ်။ဒါဆိုရင်တော့ကီလိုမီယာဆဲတွေကမိတ်ဆွေရဲ့ဆဲတွေကိုကာကွယ်ပေးနေတယ်။မိတ်ဆွေရဲ့ဒီအသက်တွေကိုလည်းကာကွယ်ပေးတယ်။ဒါပေမဲ့မိတ်ဆွေရဲ့ င်နိုင်မလားပြီးရင်မရှင်နိုင်ဘူးလားဆိုတာကတော့မိစေရဲ့ဆုံးဖြတ်ချက်ပေါ်မှာလည်းမူတည်ပါလေ။ဒါ့မလို့ပို့ပြီးတော့ဒီအကြောင်းအရာလေးတွေကိုနားလည်ဖို့ဆိုလို့ရှိရင် My Wisdom စိတ်ပညာဆိုတဲ့ channel လေးကို subscribe လုပ်ပေးဖို့ကြောက်ကြင်ပါလေ။ကျွန်မကနောက်ထပ်ဗီဒီယိုလေးမှာပို့ပြီးတော့ဘုသူတက်ရှိပြီးတော့မိစေအတွက်ကြိုရှိမဲ့ဗီဒီယိုလေးကိုတင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်မရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့ကျွန်တော်ရင်းရောတောင်းတောင်းခံချင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးများတင်ပါတယ်မနေ့ကမှတွေ့ရမယ်